အားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ16ရက်နေ့ဒီအပိုင်းတွေမှာကျွန်တော်တို့ကရင်တွေချက်ပေါက်ထားတယ်ထင်ပါတယ်ချက်ပေါက်ထားတဲ့ကရင်တွေခေါ်ခေါ်ပြီးတော့တီးထုတ်လိုက်တာအဲမှာဖက်စစ်ခွေးတက်တတလုံးထိုင်းမကူထွက်ပြေးသွားရတာ ਨੇ ကရင်နေလာပြီးကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါလာတယ်ဆိုတဲ့သတင်းကြားလာ ਨੇ သူတို့ရဲ့စကန်ကြီးကိုစွန့်ခွာထပေးသွားရတဲ့အခြေအနေတွေကိုကျွန်တော်တို့နေ့စဉ်ကြားနေရမှာပါမနေ့ကလည်းဒီသတင်းကောင်းတွေကိုကျွန်တော်မိဘတွေကြားရမယ်လို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်နောက်ရက်တွေမှာလည်းပဲဒီထက်ပုံမူချုပ်မိန်တဲ့သတင်းတွေဒီထက်အံ့ဩပွေသတင်းတွေကိုကြားရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့မှာတင်ပြမယ့်အကြောင်းအရာကတော့ချက်ပေါက်ထားတဲ့ကရင်တွေရဲ့တီးချက်နောက်ထပ်ဇင်းတစ်ခုကတော့ ျွန်တော်တို့အာရခတတ်တော် AA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ AOR မှစစ်စင်ရေး AOR ထိုးစစ်စတင်လိုက်ပြီးဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုအတိပေးပြောဆိုသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလေးတစားဖိတ်ခေါ်လိုက်ပါတယ်။ကရင်တွေရဲ့တီးချက်တွေချက်ပေါက်ထားလို့ခေါ်ခေါ်တီးလိုက်တဲ့အကြောင်းတွေကိုမပြောခင်မှာ NUG ရဲ့ထုတ်ပြန်ကြေညာချက်လေးတစ်ခုကို တင်ပြချင်ပါတယ်ဆိုတော့ဒီထုတ်ပြန်ကြေညာချက်ကလက်ရှိအကြံဖက်စစ်ခွတ်တက်ကလေကြောင်းကနေပြီးတော့ကျွန်တော်တို့ရေသားပြည်သူတွေပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာကလေးငယ်တွေစာတင်နေတဲ့စာတင်ကျောင်းတွေပြီးတော့ရေသားပြည်မတ်တွေကိုဒါတိတိကျကျပြက်ပြက်တာတာပိုက်ခိုက်ချေမုံတက်ဖြတ်ခဲ့တဲ့အစုလိုက်ပြုံလိုက်တိတ်ဆုံးမှုတွေဒံရရဆင်းရင်လူတရာကျော်ရှိသွားတဲ့အခြေအနေတွေဆက်လက်ပြီးတော့ ကျွန်တော်ဒဏ်ရတဲ့သူတွေကိုစေကူတာဖို့အတွက်အလွန်အင်မတန်ခက်ခဲနေတဲ့အကြောင်းတွေအများကြီးကျွန်တော်ကြားသိထားရပါတယ်။အကျွန်တော်မိဘတွေဒါဒီဂျီတရင်းတွေနဲ့ပတ်သက်ပြီးတော့လဲအကြားသိခံစားရမယ်လို့ကျွန်တော်လည်းမြင်ပါတယ်။ဟုတ်ပြီ NUG ရဲ့ဒါထုတ်ပြန်ကြေညာချက်မှာဆိုရင်အဲ့ဒီလေကြောင်းကနေပြီးတော့ဗိုလ်ချုပ်တပ်ဖြတ်မှုဖြစ်စဉ်မှာပါဝင်သူတဦးတယောက်ချင်းစီတိုင်းကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်။ပြီးတော့အဲ့ဒီတရင်းနဲ့ပတ်သက်ပြီးတော့လိန်လဲ ထုတ်ပြန်ကြေညာတဲ့သူတွေကိုလည်းပဲတီတီမိတို့ရဲ့အပြစ်ကိုမိမိတို့ကို၌ပြန်လဲခံစားရမှာဖြစ်တဲ့အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပုံမှန်တိုင်း NUG ထုတ်ပြန်ကြေညာချက်အစတဆောင်အနေနဲ့ကျွန်တော်တို့ဒါကဲ့ရဲ့ရှုံချတာထက်ပို့ပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပူးပေါင်းပါဝင်သူတွေ ဒီတင်းကိုလိန်လေထုတ်ပြန်ခဲ့သူတွေကိုပါအေးယူမယ်ဆိုတာဒါဟာအပွင့်လင်းဆုံးပြောမယ်ဆိုရင်တော့အဲ့ဒီကောင်တွေအကုန်လုံးကိုတေတံချမှတ်လိုက်တဲ့သဘောပါပဲဒါလေကြောင့်နဲ့ဘုံကျဲတက်ဖြတ်မှုအတွင်းမှာ ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ကလေးငယ်ចောင်းတက်တဲ့ကိုဘုံကျဲမှုဒါကိုကျွန်တော်တို့ပြည်သူ့ကဝေးတစ်ဖွဲ့ဝင်တွေဒါလက်လုံးဘုံတွေလှုပ်လို့ဘုံကွဲပါတယ်ဆိုပြီးတော့ တရင်လိန်ထုတ်ပြန်ခဲ့တဲ့ကြောင်စိုးဥတို့သူတို့အဖွဲ့တွေကတော့မလွတ်တော့ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ထပ်ဆောင်းပြီးတော့ဒီကနေပြီးတော့တင်ပြချင်ပါတယ်ဒါကအနေငယ်ပါဟုတ်ပြီအဓိကကျွန်တော်ဒီနေ့တင်ပြချင်တဲ့အကြောင်းအရာကချက်ပေါက်ထားတဲ့ကရင်တွေခေါခေါတီးတာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေပြောင်းသလင်းခေါအောင် ပြီးနေရတဲ့အကြောင်းတွေကိုတင်ပြပေးမှာပါဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ KNU တက်မှာခွန်ကျွန်တော်တို့မော်ခွေလူစကန်ကို အကြမ်းဖက်စစ်ခွေးတက်အထိုင်ချခဲ့တာဒီတက်စကန်ကိုလည်းပဲကျွန်တော်တို့ KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ပြီးတော့တက်မှာလေးဌာနချုပ်ဟောင်းမှာ28နှစ်ကြာခွေးတက်ကောင်တွေအထိုင်ချထားတဲ့နေရာကို ကျွန်တော်တို့ပြန်လည်တက်ခတ်သိမ့်ပိုင်းနှိုင်းခဲ့တဲ့ဒီဖြစ်စဉ်အတွင်းမှာထူးခြားတဲ့အချက်ကြီးနှစ်ချက်ပါပါတယ်ပရမချက်အနေနဲ့အဲ့တမလေဌာနချုပ်ဟောင်းကိုကျွန်တော်တို့ပြန်လည်တက်ခတ်သိမ့်ပိုက်ခဲ့တဲ့တီခီဂျမဖတ်စစ်ခွတ်တက်စခန်းအဲ့ဒီနေရာကိုကျွန်တော်တို့လွယ်လွယ်ကူကူတက်ခတ်သိမ့်ပိုက်နှိုင်းခဲ့တာဖြစ်တယ်အရန်လွယ်ကူတယ်ကျွန်တော်အမျိုးကဒါဘလောက်တောင်လွယ်ကူလဲဆိုရင်အဲ့ဒီမှာရှိတဲ့တရင်မှုအပါဝင်ဂျမဖတ်စစ်ခွတ်တက်80ကျော်က ကျွန်တော်တို့တိုက်မယ်ဆိုတဲ့သတင်းကြားတာနဲ့တတလုံးတိုက်ချင်းတရင်လုံးထိုင်းဘက်ကိုဖပြေးသွားတဲ့ထူကြချက်နောက်တစ်ခါကျွန်တော်တို့ဒါတက်မခွန်နေနေတွင်ထဲမှာကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှလည်းပဲထူကြတဲ့ဖြစ်စဉ်တွေအများကြီးကျွန်တော်တို့ရှိပါတယ်ဟုတ်ပြီဖြစ်စဉ်လေးကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါထီခီကုံတရေးဂိတ်အနီးနဲ့တောက်ပေါ်ကထီခီအချမ်းဖက်စစ်ခွေတက်စကန်ကို ကျွန်တော်တို့စတင်တက်ခိုက်ခဲ့တဲ့ KNL KNTO နဲ့တော်လန်တော်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့တက်ခိုက်သိမ်းပိုက်နှိုင်းခဲ့ပါတယ်အဲ့ဒီနေရာကကျွန်တော်တက်မာလေးဌာနချုပ်ဖြစ်ခဲ့ပြီးတော့1998ခုနှစ်နောက်ပိုင်းမှာကျွန်တော်တို့လက်လွတ်ခဲ့ရတာခုဆိုရင်28နှစ်ကြာခဲ့ပါပြီဆိုတော့ကျွန်တော်တို့ဒီနေဦးတော်လန်ရေးမှာကျွန်တော်တို့စစ်စင်ရေးတွေမှာဒါစံချိန်တစ်တွေကျွန်တော်တို့တမိုင်းတစ်တွေကိုကျွန်တော်တို့ပြည်သူလူထုနဲ့အတူကျွန်တော်တို့လူငယ်တွေနဲ့ ူပေါင်းပြီးတော့ပေါ်ဆောင်နိုင်ခဲ့တဲ့တိုင်းရင်သားတပ်ဖွဲ့ဝင်အသီးသီးအတွက်လည်းဒီကနေပြီးတော့ကျွန်တော်လေးလေးနက်နက်ဂုဏ်ပြုလိုပါတယ်အဓိကအကအဓိကအဖြစ်ကတော့ကျွန်တော်တို့ဘယ်ခစ်ဘယ်ခါမှမမကြားဘူးတဲ့တမိုင်းတွေကိုရေးထိုးပေးနိုင်တဲ့ကျွန်တော်တို့တော်လှန်သောပြည်သူတွေကြောင်းဆိုတာကို KNU ကလည်းကောင်းကောင်းသိပါလိမ့်မယ်ဟုတ်ပြီအဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ တရင်မှုအပါဝဲဂျပန်ဖက်စစ်ခွေးတက်ကခွေးပေါက်အကောင်80ကျော်ဟာမနေ့ညတဲ့ကထိုင်းမြန်မာနယ်စပ်ကိုဖျက်ချော်ပြီးတော့ထပ်မံထွက်ပြေးသွားကြဒါဖြစ်ပါတယ်ထပ်မံထွက်ပြေးသွားတယ်ဆိုတော့ကျောင်းမိပါတယ်မမိအောင်မှာပါအရှိမလဲပဲအယောက်90ကျော်လက်နဲ့နဲ့ကွာထပ်ပြေးကြွားခဲ့တယ်ဆိုတော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တင်ပြခဲ့တဲ့အချို့အချက်လက်တွေကိုလဲကျွန်တော်မိပါတယ်မမိအောင်မှာထင်တယ်ကျွန်တော်တို့တိုက်မယ်ဆိုရင်တို့တွေဟာ ထိုင်းဘက်ကိုအခုလိုပဲလွယ်လွယ်ကူကူဝင်ရောက်ထပြေးသွားတယ်။ထပြေးတာတော့မှသူတို့စကန်ထဲမှာရှိတဲ့ဒါရွေရှားတဲလို့မရတဲ့သူတို့ထုတ်ပိုးထမ်းပြီးတော့ယူသွားလို့မရတဲ့ဒါပစ္စည်းတွေကိုသူတို့တွေဖျက်ဆီးခဲ့တယ်။ပြီးတော့သူတို့တွေအခုလိုထပြေးဖို့လက်နက်နဲ့တကွထပြေးတာကိုဒါလက်ခံနဲ့ အချို့အကြောင်းရင်းတွေကလည်းပဲငိုတဲ့ကသဘောတူညီချက်တွေရှိခဲ့လို့လည်းဖြစ်နိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ယူဆချက်ပါကျွန်တော်မိဘတွေရဲ့အမြင်တွေကကျွန်တော်ထက်ပိုပြီးတော့ဒါကျွန်တော်ထက်ပိုပြီးတော့တွေ့ကြုံရှိနိုင်ပါတယ်ဆိုတော့လက်နဲ့တကွ time ဘက်ကိုထပြေးသွားတယ်ဆိုတော့ရှိမှာထပြေးသွားတဲ့သူတွေကိုလည်းပဲကျွန်တော်တို့ဒါရနောင်ဘက်ကနေပြီးတော့ပြန်ပို့တာကိုလည်း ကျွန်တော်တို့တွေ့ထားရပါတယ်အခုထပြေးတဲ့ကောင်တွေကိုလည်းဘယ်ကနေပြန်ဖို့မလဲဆိုတာကတော့ဒါသူရဲ့သဘောပါဟုတ်ပြီလက်ရှိချိန်မှာကျွန်မဖက်စစ်ခွေးတက်တသားပေါင်း130ကြော်ထိုင်ချထားတဲ့ TK scan ကနေပြီးတော့အားလုံးနှီးပါထပြေးသွားတာဖြစ်တဲ့ဒဏ်ရာတဲ့ကျွန်မဖက်စစ်ခွေးတက်တွေကိုတော့ကျွန်တော်တို့အရှင်ဖမ်းမိထားတာရှိတယ်သူတို့ရှိကကျွန်တော်တို့တိတိကျကျသတင်းတွေရရှိထားတာဖြစ်ပါတယ်ဟုတ်ပြီ အဲ့ဒီမှာလက်နဲ့နဲ့တကွ ထပြေးသွားတယ်ပြီးတော့လက်နဲ့တွေကူကယူဆောင်ပြီးတော့ကျွန်တော်တို့ဒါထပြေးသွားတဲ့သူတွေကြံခဲ့တယ်ကျွန်တော်လက်နဲ့ကြီးတွေနဲ့လက်နဲ့ခဲရန်ချုပ်ကိုတော့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဒါသိသိရမိတယ်ဆိုတော့လက်နဲ့ကြီးနဲ့ကျွန်တော်တို့ဆက်ဆက်ပစ္စည်းတွေပြည်စကမ်းမှာကြံခဲ့တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဒါရယူနိုင်ခဲ့တယ်ဆိုပေမဲ့သူတို့ဟာအဲလက်နဲ့တွေရဲ့အဓိကအချို့အစိတ်ပိုင်းတွေကို ဖြုတ်ယူသွားတာ အစင်လာတွေကိုလည်းအရှိမတွေ့ခဲ့ရတာဥပမာကျွန်တော်တို့ဒါ0.5တွေရဲ့မောင်းတုံးတွေပြီးတော့တနက်တွေရဲ့လက်နက်ကြီးတွေရဲ့အဓိကဒါအစိတ်ပိုင်းတွေကိုဖြုတ်ယူအချို့ဆိုရင်လွတ်ပြစ်တို့လည်းထမ်းလို့မနိုင်ဘူးတို့တဲလို့မရဘူးဒီလိုခြေနေလို့မျိုးဖြတ်စည်းခဲ့တယ်ဆိုတာကိုလည်းကျွန်တော်ရဲ့ပြည်သူတွေကိုအသိပေးလိုပါတယ်ဒါကတော့ကျွန်တော်တို့ဒါတိုက်မယ်ဆိုရင် အကြံဖက်စစ်ခွတ်တာကျွန်တော်တို့ခုခံနိုင်စွမ်းမရှိဘူးဆိုတာကိုထပ်မံပြသလိုက်တဲ့သက်တည်တစ်ခုဖြစ်ပါတယ်။နောက်ထပ်သက်တည်တစ်ခုရှိတယ်အဲ့ဒါကတော့မဲလာခြေဆိုင်မော်ကွီလူးစကန်ကို KNLA အပိသက်တိုက်ခိုက်ခဲ့တဲ့အကြောင်းရင်းမှာဟုတ်ပြီ။ကျွန်တော်တို့ဒီတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်ကဒါ24နာရီတရက်တော့မကြာလိုက်ပါဘူး။အဲ့ဒီမှာအကြံဖက်စစ်ခွေးတက်ဒါအကောင်90ဝင်းကျင်တော့ဟာလက်နက်နဲ့တကွာ စကန်ကိုစွန့်ခွာ ထပြေးသွားကြတာပါဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့အဲ့ဒီတက်စကန်ကအင်အား40 50ရှိတယ်လို့ကျွန်တော်သိရှိထားရတယ်ထပြေးသွားတဲ့အကြမ်းဖက်စစ်ခွေးတက်40ကြော် ရှိတယ်ပြီးတော့9နာရီကြော်ကြော်လောက်မှပဲအပိသက်တိုက်ခိုက်သိမ့်ပိုက်နှံ့ခဲ့တယ်လို့သိရှိရပါတယ်ဆိုတော့ကြံခဲ့တဲ့လက်နက်ခဲယမ်းတွေနဲ့ဒါအမျိုးအစားတွေကိုတော့ကန်နလီကထုတ်ဖို့ပြောဆိုလာပါလိမ့်မယ် အဓိကကျွန်တော်ပြောချင်တဲ့ဒီကနေ့ရဲ့ဒါကရင်စည်ရေးအခြေအနေတွေနဲ့လက်ရှိကင်းနေမြေအတွင်းထဲမှာရှိနေတဲ့ဂျာမန်ဖက်စစ်ခွေးတပ်ရဲ့အခြေအနေတွေဟာတော်တော်လေးကိုရုတ်ပြက်ဆင်းပြက်ဆူဆူဝါဝါဖြစ်ပေါ်နေတယ်ဆိုတာကိုကျွန်တော်မိဘတွေကိုပြောပြချင်တာပါဒါဒင်းချစ်တဲ့တွေကအခြားသောဒါမီဒီယာမှာလည်းအလုံးသိရှိပြီးဖြစ်မှာပါကျွန်တော်တို့တိုက်တယ် ကျွန်တော်တို့ပြင်ဆင်ရတယ်အဲ့ဒီမှာဒီပြင်ဆင်ရတဲ့ကျွန်တော်တို့ရဲ့ကုန်ကြစိတ်တွေအများကြီးရှိတယ်တိုက်ပွဲအတွက် ပြင်ဆင်မှုတိုင်းမှာကုန်ကြစိတ်ဒီဒီရှိပါတယ်ဆိုတော့အခုခရေကကင်းနေမီအတွင်းထဲမှာရှိတယ်အကြမ်းဖက်စိတ်ခွေတက်တယ်မနေတာတော့အကောင်းဆုံးပဲလို့ကျွန်တော်တို့ထင်တယ်ပြင်ဆင်ရတဲ့ကျွန်တော်တို့လည်းပင်ပန်းတယ်ပတ်စံလည်းကုန်ကျွန်တော်တော်လန်သောလူငယ်တွေပင်ပန်းတယ်တကယ်ပါ တကယ်တိုက်မယ်ဆိုတဲ့အချိန်မှာအခုလိုမျိုးပဲတရင်တရင်လုံးတရင်မှုပါအပါဝင်တစ်ထက်လုံးဖပြေးသွားတယ်ဆိုတော့ဘလောက်တောင်ရုပ်ပြတ်ဆင်းပြတ်ဖြစ်နေလဲဆိုတော့တစ်ဖက်ရောက်ကောက်ကောင်းနေအနေနဲ့ဒီသတင်းတွေကိုသူတို့မကြားလာလည်းမဟုတ်မသိလာလည်းမဟုတ်လက်ရှိအချိန်မှာသူတို့အားကိုးလို့မရတော့တဲ့သူတို့ရဲ့ဘက်ဘက်ကြီးရဲ့ဒါစကတ်ဝစ်အာမီ တက်မှာမတော်တဲ့ကောင်တွေအကြောင်းကိုလည်းသူတို့တွေလည်းသိနေပြီပါဒါကြောင့်လည်းပဲအခုဆိုရင်ကျွန်တော်တို့ဟာဒါအကြောင်းဖက်စစ်ခွေးတက်သတင်းတွေနဲ့ပတ်သက်ပြီးတော့လိန်လေ ထုတ်ပြန်နေတဲ့သူတွေတဦးချင်းစီတိုင်းကိုအရေးယူသွားမယ်လို့ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့တာကျွန်တော်အလုံးဟာလက်ရှိနိုင်ငံအတွင်းထဲမှာဒီအာနာရှင်တဆိုးရှေခွင့် ပြုတ်ထားသူမှန်မြဟာကျွန်တော်တို့ပြည်သူလူထုတရက်လုံးရဲ့ယံသူဖြစ်ပါတယ်ဒီယံသူအကုန်လုံးကို ရှင်လင်းတုတ်တင်သွားမယ်လို့ပြောလိုက်တဲ့ထုတ်ပြန်ချက်နဲ့အတူတူပါပဲလက်ရှိ KNU နေမြေအတွင်းထဲမှာရှိနေစေရှိနေတဲ့အကြမ်းဖက်စစ်ခွေးတက်မှန်သမျှအခုလိုပဲခွေးပြေးဝက်ပြေးခွေးတည်ဝက်တည်တည်ရမှာဖြစ်တယ်ဒါဟာတေချာပေါက်ပါ KNU အားလုံးကဒီနေ့ဒီအချိန်ကို သူများအပြောအဆိုခံပြီးတော့စောင့်နေခဲ့ရတာကင်းနေခေါင်းနေမာတယ်တတော်မာတယ်ဘလောက်ထုထုမာတယ်ဘလောက်ပြောပြော အပြောခံတယ်ဘလောက်ကဲ့ရဲ့ကဲ့ရဲ့အကဲ့ရဲ့ခံတယ်သူများတွေမျိုးတွေတိတ်နေပြီသူများတွေနေမတိတ်နေပြီသူများတွေဘာ operation ဘာ system ရေးကြီးတွေလုပ်နေပြီကင်းနေကုန်းစားမပြတ်တတော်မှန်တရားကိုပြောနေတာပါ အာဖာတီတို့ဖာတီတို့အဲ့ရကထကြပါတော့နှစ်ပေါင်းများစွာတော်လန်ရေလုံးနေတဲ့ဒီနိုင်ငံရဲ့နိုင်ငံရေးစစ်ရေးပြီးတော့ဒီနိုင်ငံရဲ့တတန်းအရှင်းဆုံးသောတော်လန်သောဒါဘိုးအကြီးတွေကိုအခုလိုမျိုးပြောဆိုသုံးသပ်ခံခဲ့ရပေမဲ့သူတို့ဟာခေါင်းကိုငုတ်ပြီးတော့အန်ကိုကြိတ်ပြီးတော့အပြုံးမပြတ် နေခဲ့ကြတယ်။ရှေ့မှာ operation မြောက်များစွာလုဆောင်ခဲ့။ရှေ့မှာတိုင်းစစ်ဌာနချုပ်ကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ကျွန်တော်တို့ကကင်ဒေါ်ထဲမှာလေ့ကျင့်ကင်ဒေါ်ထဲမှာတိုက်ပွဲဝင်ခဲ့တဲ့လူငယ်တွေဖြစ်တယ်။ဆိုတော့အလုံးသောကရင်တွေဟာသူတို့နေမြေအတွက်ဟိုးနှစ်ပေါင်းများစွာတည်းကသူတို့ရဲ့အသက်ခံတာသူတို့ရဲ့ဘဝတွေကိုစွန့်လွတ်ပိဆက်ခဲ့ရတာဖြစ်တယ်။နိုင်ငံတကာကြောင့် တကွာလုံးမှာရှိတဲ့ကရင်တွေဟာလည်းမိမိတို့ရဲ့ကရင်နယ်မြေအတွက်အားလုံးကငြိမ်းချမ်းဖို့ဒါကရင်ကလေးငယ်တွေပျော်ရှင်ဖို့အတွက် မျှော်လင့်နေကြတာဒီလိုအချိန်တွေမှာ KNU ဥဆောင်တဲ့ကျွန်တော်တို့ကရင်တော်လှန်သောတပ်ဖွဲ့ဝင်ကြီးဟာဒါကိုသူတို့တွေကောင်းကောင်းသိပါတယ်ဒီကောင်းထဲပေါ်ဖို့ကိုလည်းပဲသူတို့တွေစူးစမ်းရုံးကန်ယက်တီ ခဲ့ကြရတယ်ဆိုတော့ကိုလည်းကျွန်တော်မိဘတွေကိုအတိပေးလို့တာပါအဲ့ပွဲအတွက်ပြင်ဆင်ရတဲ့ပုံမှန်ကုန်ကြားစိတ်ထက်ညောင်များစွာကျွန်တော်တို့ပြင်ဆင်ရပါတယ်ကျွန်တော်တိုက်ခိုက်ရေးအတွက်ပြင်ဆင်ရတယ်ခုခံရေးအတွက်ပြင်ဆင်ရတယ်ကာကွယ်ရေးအတွက်ပြင်ဆင်ရတယ်ပြီးတော့တစ်ချိန်မှာဆိုတဲ့နိုင်ငံရေးအခြေအနေတွေကိုလည်းထည့်သွင်းဆုံးဖြတ်ရတာရှိတယ်ဘယ် operation တွေမှာဘယ်စစ်စင်ရေးတွေမှာဘလို့ဘလောက်ဘလို့လောက်ကြီးတွေပဲအောင်မြင်တာအောင်မြင်နေပါစေ ကရင်တပ်ဖွဲ့ဝင်တွေဟာအဲ့ဒီအပေါ်မှာဘယ်လိုပြောမလဲဝင်ရောက်အဲဝေဖန်ပြောဆိုတာတွေကိုကျွန်တော်တို့မတွေ့ရတကယ်တော့သူတို့တိုက်တဲ့အချိန်မှာသူတို့ဟာပြက်ပြက်သားသားစီရီကိုစစ်လို့ပဲအေးအေးယူတိုက်ပွဲဝင်တတ်တယ်ကျွန်တော်ရှေ့မှာတခါပြောဦးတယ်အကျန်းဖက်စစ်ခွေးတက်လက်ရှိမင်းအောင်ဟလိုင်းကြောက်ဆုံးသောအရာနှစ်ချက်ရှိ သူတို့ခြောက်တာကအာရခတတ်တော် AA နဲ့ကရင်ဖြစ်တယ်။ K ကိုလည်းသူတို့အသေးလောက်အောင်ခြောက်ကြတယ်။ကရင်ကိုလည်းသူတို့တွေသေးလောက်အောင်ခြောက်ကြတယ်။အခုမှခြောက်တာမဟုတ်ဘူးဟိုးရင်တည်းကခြောက်တာ။ဒါကြောင့်လည်းပဲကျွန်တော်ဒါအစီအစဉ်လေးကိုစနစ်တကျသေချာစွာသွေးခွဲသက်ရှူအဘာသာရေးတွေပါအကုန်လုံးကိုခွဲပြီးတော့လူမျိုးရေးတွေပါခွဲမှိုင်းတိုက်ရန်တိုက်နှီးမျိုးစုံလို့နောက်ဆုံးမှကြားဖြန့်ကိုပါထိုးထည့်ပြီးတော့ကရင်တွေကို လူမျိုးရေးပြတ်သုံးဖို့အတွက်ပြီးတော့ဒါနိုင်ငံတကာရဲ့ PR ပေးခံရဖို့အတွက်ပြီးတော့နိုင်ငံတကာရဲ့ကျွန်တော်တို့ဒါရာဇဝတ်လုပ်ငန်းရာဇဝတ်မှုလုပ်ငန်းတွေကိုကရင်တွေပါဝင်ပတ်သက်သွားအောင်ကရင်တပ်ဖွဲ့ဝင်တွေဒါအပြည့်ပြတ်သွားအောင်ဂိုသိကကြဆင်းအောင်ကြီးမားတဲ့ရည်ရွယ်ချက်တွေနဲ့ကြားဖြန့်လုပ်ငန်းတွေကိုထိုးသွင်းထားတာဖြစ်တယ် မဇ္ဈတော်ချောင်းမှာတော့လူမောင်ကိုကူးတဲ့ကိစ္စတွေကလည်းရှိနေပါတယ်ဒါကလည်းပဲဒါကရင်နယ်ဆက်ကနေပြီးတော့လူမောင်ကိုကူးသွားလို့ကရင်ကြီးတသက် လုပ်တဲ့လုပ်ငန်းတွေမဟုတ်ပါဘူးကျောင်းနိုင်ငံတွင်းထဲမှာအမှန်တကယ်တစ်ခါရောက်ရှိနေတဲ့သူတွေပြီးတော့ကျွန်တော်တို့ဒါလေချောင်းကနေပြီးတော့ဗျာဒါဗီဇာတွေနဲ့တရားဝင်လုပ်သွားလို့ဖို့ခက်ခဲနေတဲ့သူတွေဒီလူတွေကိုဒါနေဆက်နှစ်နိုင်ငံကနေပြီးတော့ညှိနှိုးစုံနဲ့ဒါပေးပို့ပြီးတော့ ်ဖြတ်တန်းနေကြတဲ့အခြေအနေလေးပါဟုတ်ပြီကျွန်တော်အဓိကတင်ပြချင်တာကတော့ကင်းနေမြေတွင်းထဲမှာရှိတယ်ကျွန်တော်ဖက်စစ်ခွေးမှန်တက်မှန်သမျှတေချာပေါက်ဒါအမြင့်ပြတ်ချင်မုံခံရတဲ့အခြေအနေတွေဖြစ်ပြီးတော့ရှစ်ဆက်ပြီးတော့လည်းပဲအခုလိုမျိုးခွေးပြပွဲပြီးပြရမယ့်အခြေအနေတွေကိုကျွန်တော်ခြုံငုံတင်ပြလိုပါတယ်ဟုတ်ပြီဒီနေ့မှာထပ်မံထူးခြားတာတစ်ခုကတော့အရခတ်တော် AA နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေက AR မှာ ဒါစစ်စင်ရေးစဖို့ရှိနေပါတယ်ဒီတင်းနဲ့ပတ်သက်ပြီးတော့အရှိမလဲပဲကျွန်တော်အရခတ်တတော် AA တပ်ဖွဲ့ဝင်နေပြည်သူ့ကော်ဝေးရေးတပ်ဖွဲ့ဝင်နေပူးပေါင်းပြီးတော့ AR ရဲ့အချို့သောနေမြေတွေအချို့သောဂျမဖက်စစ်ခွေတက်စကမ်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်ဆိုတော့တို့ရဲ့မိဘတွေကလက်ရှိ AR ကျွန်တော်ပြည်သူ့ကော်ဝေးရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြီးတော့အရကတက်တော့အေအေနဲ့ရှင်ရင်ဆွဲပြီးသူကဝေးတက်ပွဲဝင်နေတဲ့ပူပေါင်းပြီးတော့လုံမဲ့စစ်စင်ရေးထွေနဲ့ချိန်သားကြိုက်စွာလှုပ်ရှားနေပြီလို့ကျွန်တော်ဒီကနေပြီးတော့ဒရင်ပြောဒရင်ပေးနေတာပါကျွန်တော် AR နဲ့ထိစပ်နေတဲ့ကျွန်တော်မိဘညီကိုတွေ C3 အများအန်းရှိဖို့အရေးကြီးတယ်ပြီးတော့လက်ရှိအချိန်မှာကျွန်တော် Passive Quick တက်ကတေချာပေါ့ရှုံးနေနေတာဖြစ်တဲ့အဲ့တော့စစ်ရှုံးနေတဲ့ကောင်တွေကရှုံးမဲမဲပြီးတော့ကျွန်တော်ပြည်သူကိုပဲဘုံကျဲ တက်ဖြတ်နေတာကိုလည်းပဲခဏချိန်ကြီးကြားနေရပါတယ်အနေဆုံးတော့အကိုရပဝင်းကျင်အနီးမှာဂရုချင်းအကြီးမတူးရင်တော့မှအသေးလေးလောက်တော့ဒူးထားဖို့အတိပေးနှိုးဆော်ခြင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးနေပါတယ်လက်ရှိကျွန်တော်တို့ဒါဆေးရလှရှားမှုအခြေအနေတွေနဲ့ကျွန်တော်တို့ရွှေပြောင်းတပ်ဖွဲ့ဝင်တွေမှာဒါအခက်အခဲမျိုးစုံရှိနေပါတယ် ကျွန်တော်တို့ဒါစကန်တွေတိစောက်တဲ့နေရာမှာအရင်ချိန်တော့ကဆိုရင်ကျွန်တော်အထိုင်စကန်တွေပေါ့ကျွန်တော်တို့လေ့ကျင့်ရေးအတွက်ပေါ့နော်လေ့ကျင့်အတွက်ကျွန်တော်တို့အထိုင်စကန်တွေကိုတိစောက်ကြရတယ်အခုကြတော့ကျွန်တော်တို့ရွေးရှားစစ်စကန်တွေလုပ်ရတဲ့အခါမှာသူတို့အတွက်ဒါဒါဘာလိုက်တိစောက်တဲ့နေရာတွေမှာအမိုးကလိုအပ်ချက်တွေပြီးတော့ရွေးရှားတဲ့ဒါကုန်ကြစိတ်တွေပေါ့နော်ကုန်ကြစိတ်တွေပြီးတော့အခြားသောဒါဆက်ဆက်ကုန်ကြစိတ်တွေအများကြီးကိုကျွန်တော်တို့အခုချိန်မှာ ဒါကြုံတွေ့နေရတဲ့အကြောင်းကိုလည်းကျွန်တော်မိဘတွေကိုအတိပေးလို့ရတယ်။မိမိတို့နဲ့နှီးဆက်ရာတပ်ဖွဲ့ဝင်တွေနဲ့မိမိတို့နဲ့နှီးဆုံးနေရာတွေမှာကျွန်တော်တို့ဒါရဲဘော်လူငယ်တွေကိုဝင်းရင်ကူညီပေးဖို့ကိုလည်းကျွန်တော်ဒီကနေပြီးတော့လေးလေးနက်နက်မေတ္တာရက်ခံလုပ်ပါရယ်။ဒါလိုအပ်တဲ့ချက်လက်လေးတွေကိုကျွန်တော် Telegram မှာတင်ပြပေးထားပါရယ်။ဒီကနေ့မှာကျွန်တော်တို့အားလုံးရဲ့အောက်ပွဲဟာအလွန်အင်မတန်နှီးဆက်နေပါပြီ။ကရင်ပါရင်ကျွန်တော်တို့တော်လှန်ရေး ပြီးပါဘီလို့ပြောကြာရှင်းတဲ့ဒီကနေ့ဗီဒီယိုကိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုတိကျပုံကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးနေပါတယ်လက်နက်ပေးစစ်ပေးကပ်ပေးကြောင်းနေကျွန်တော်နိုင်ငံအတွင်းမှာရှိတဲ့မိဘတအူးချစ်စီတိုင်းဘီရဲ့နေကင်းရှင်းပါစီကြောင်းလေးနဲ့စတောင်းရှင်းတဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ